တ်များအလုံးမင်းမင်္ဂလာပါရှင်။နာပြိညာချန်နယ်ကနေပရိသတ်များအလုံးကို ပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့နေကမိဘများထံပြန်ရင် အသက်ခံလိုက်ရပြီးအယိုးစုသားတွေ့ခဲ့ရတဲ့တကယ်ရင်နာပွေဖြစ်ရမှန်ဇာတ်လမ်းဆိုရဲစိတ်ဝင်စားပွေတရိတန်ဝေကားရပွေရဲမတန်မှုကင်းဖြစ်ရမှန်ဇာတ်လမ်းကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါဦးရှင်။ မဲလာတို့ခရံခင်းကတဲ့ဖြစ်ပါလားဟဲ့ကြီးတော်မအေးပူမှာခြံဆောင်ရင်ဟင်းရွက်ဆုံးတပွေးတပိုက်ကြီးခုပြီးအကြီးမဲလာတို့ခြံဘက်ကိုကူရင် ခရံခင်းကိုချီကျူးလိုက်တယ်အမလီတာကြီးသားရှိရင်ဒီထပ်ပို့လို့ကောင်းပြုတ်ပြင်အောင်ပါဟဲ့နင်သားကြီးကမလာတာတော်တော်ကြာပေါ့နော်ဟုတ်ပါရဲ့အတော်ကြီးရေကျမလည်းလွမ်းလာပြီတားလေးနှစ်ယောက်ရှိပါတယ်နှစ်ယောက်စလုံးဝန်ထမ်းလို့တော့ကျမတို့လင်မယားနှစ်ယောက်ပဲကြံခဲ့တာကို မေလရဲ့သားကြီးကအထက်ရေနံเจ้าမှာစိုက်ပျိုးရေးအရာရှိစုဘယ်ကလာအငဲကောင်ကအေယာဝတီတိုင်းမှာစိုက်ပျိုးရေးအရာရှိအကြီးကောင်က အထက်မှာအင်ဂျင်နီယာလေတော်လိုက်ကြတာသားနှစ်ယောက်စလုံးဖြည့်ထွန်းလို့ဝေးရကြိုးနှက်ပါပြီอืมနေမာကြပါလေအိမ်အောင်ပြုတ်ကုန်ကြတာကလွဲလို့ပေါ့ဟဲ့အိမ်အောင်တမွေးဖြစ်မှ လူမျိုးဆက်မတုံးမှာပေါ့ဤနေသားတွေတော်တယ်လို့မြီးတွေကြလဲတော်ကြအောင်မှာပါဤ ကဲရင်းနှွေးချမ်းတောက်သွားအောင်လေတော်ပြီဟင်းချုပ်ကိုတဲခဲ့တယ်ဟင်းရချိုချိုခတ်ပြီးတော့မကြီးသေးတောင်းငါကြောက်ဖုတ်မယ်ခရမ်းသီးခုတော်အောင်လေနောက်မှလာခုမယ်သွားအောင်မယ်နော်ကြီးတော်ဒေါ်အေးပူမှာ ထမိန်လေးပြင်ဝစ်ပြီးဟင်းရွက်များကိုစုကင်ကခြံထဲကထွက်ခွာသွားပြီခရမ်းခင်းလေးကိုကြည်ရင်နဲ့အကြီးမဲလာမှာတာနအူးကိုသတိတရားနဲ့တွေးလျက်ကြံရီခဲ့တယ် ယထာကြီးကပြည်မရန်ကုန်ကိုအပြန်ခုံမောင်းလျက်ရှိသည်ယထာလမ်းပီဝဲရမှာဘုဒ္ဓဆင်များကိုတခုပြီးတခုကျော်လွှားခဲ့သည်ပြည်တဲကုန်းမှာတဆင်ဗရီကုန်းကိုဆက်လက်ထွက်ခွာခဲ့သည်ကုကျော်စွာခမရဗရီကုန်းမှာဆင်းပြီးတော့ရွာကိုတန်းသွားမှာလားဟာညင်းနဲ့နေပြီမနဲ့စောစောမှာသွားမယ်ရန်ကုန်ရောက်မှဝင်ခဲ့မယ်ခမရသားမယားတွေလည်းမျောနေလောက်ရောပေါ့ နက်၄နာရီလောက်ဆိုဒီအမြန်ရထားကဘူတာကြီးစိုက်ပြီဗျကဲရထားစိုက်ပြီကျွန်တော်ဆင်းတော့မယ်ကိုကျော်စွာကရန်ကုန်ကတငယ်ချင်းဖြစ်သူလုပ်ဖို့ဂိုင်ဘတ်ကိုတင်မောင်လာကိုနှုတ်ဆက်ပြီးဘူတာကိုဆင်းခဲ့တယ်ပရိကုံဘူတာကိုဆင်းချိန်ည၁၂နာရီထိုးကန်နေပြီဖြစ်တယ်မြို့ရဲကအတော်အိမ်မှာပဲခဏဝင်အိမ်မှာပဲဒါမှမနက်စောစောထပြီးသွားလို့ရမှာ မိမိကိုယ်တိုင်စီမံချက်ချပြီးမျိုးရဲကအတော်ဖြစ်သူကိုနှုတ်ပြီးညဝင်အိတ်တီ၎င်းမှာမနက်၄နာရီမှာရွာတိကြီးရွာကိုမော်တော်ကားလမ်းမှာတဆင့်ခြေချင်းလျှောက်ခဲ့တဲ့ပရိကုတ်မှာခုနှစ်မိုင်ခန့်ဝေးတဲ့ရွာတိရွာကို အများဆုံးသောခြေလမ်းများနဲ့လျှောက်လာခဲ့တဲ့အမိကို မတွေ့ရသေးမှာနှစ်နှစ်ကြာပြီဖြစ်တော့အမိကိုတွေ့ချင်လွန်လာတဲ့သားများရောက်တာနဲ့ခြံထဲကဟင်းရွက်ဟင်းသည်ငပြောဩစာ သင်မောမကလာမြအစုံခုပြီးအာပါတယကျွေးမေမိခင်ကိုပြီးပြီးမြင်ရောက်မိလေလေလောက်ခွင်မမနာတန်းလှုပ်ပြီးကွန်တဖက်ဖက်ဝါကောင်ရေနွေးချမ်းခါခါလီကြိုက်တတ်တဲ့အဖေကိုလေပြီးပြီးတော့ဖတ်လိုက်အောင်မေအဖေမာတဲ့တရားခွေ သုံးခွေကိုအဲ့ရအတွင်းမှာကြာကြာနာနာယူလာခဲ့တယ်အထက်ညာဆောင်တပတ်လေးကိုအမေကိုကတော့ရန်ယူလာခဲ့တယ်ညီလေးနဲ့တလင်းမှာစော်ကစားနေဟန်ကိုလေကိုကျော်စွာကမြင်ရောင်ရင်ပြုံးနေမိတယ် ကောက်လိုင်းစီအကြောင်းနှစ်ဦးသားလက်တီထိုးတန်းကစားစဉ်အဖေကလိုက်ရိုက်တော့ပြေးလာရပုံများကို ပြန်လေတတိတရာရှိနေပြန်နေခြေလက်တစ်ခုချင်းကက်မြတ်မြန်ရှောက်နေပြီမင်းနှင်းနေတယ်လို့ထင်နေမိတယ်။ရွာကိုအမြန်ရောက်ကျင်နေ။ဟာလက်ပံပင်ရွာလေးနာရောက်တော့မင်းဒီရွာနာက ဖြက်လန်းကိုဖြတ်ချမင်း။လေခွက်၄၅ခွက်လောက်ဆိုရင်တော့ရွာနောက်ကျောကိုတွေ့ရမှာပဲ။အင်းလူတော့ပြတ်တယ်။ ထို့သို့တွေးပြီးဝဲရကိုဝေးဝိုက်ကြည့်မိ၏ရိုးပြက်များကမလင်းတလင်းအာယုံအောက်မှနှင်းရီများစိုးနေတာကိုတွေ့ရ၏နှင်းငွေများကတော်စခန်းတစ်တော်အုပ်တို့အကြားမှညွတ်ညွတ်ဆိုင်ဆိုင်ရေတိုင်းလွှမ်းခြုံထား၏လင်းနူအေးကတစ်ချက်တစ်ချက်စင်ကနေအေးအောင်တိုးဝေသွား၏ရွာကိုရောက်ချင်သောနှင့်ရိုးပြက်ကစင်းများဘူးခင်းများဂေါ်ဘီခင်းများတစ်ခုချင်းဖြတ်ကျော်ခဲ့သည် လေခွင်းသုံးခုမှာဖြတ်ကျော်ပြီးတဲ့အခါမိမိသွားလိုတဲ့ရွာကိုလမ်းမျောကြည့်လိုက်တဲ့ခလန်းလန်းမှာတစ်တော့အုပ်လေးကိုဖြတ်လိုက်ရင် ရွာနဲ့အတော်ကလေးနီးပြီဖြစ်တဲ့ထို့ကြောင့်အတက်လာခါခြေကုံတုပ်ချီတင်မိတဲ့ဟေးလူဟေးညီလေးဘယ်လဲကွာမိမိနောက်ကအတန်းကြောင်စိုးထိတ်စွာလှဲ့ကြည့်မိတယ်လူသုံးဦးကိုအဝိဇ္ဇာတိတိလွင်လွင်နဲ့တွေးလိုက်ကြရီ။အော်ကျွန်တော်ရွာတိရွာကိုသွားမှာပါ မင်းကရွာတဲ့ကို အလဲလာတာလားကျွန်တော်ကရွာတဲ့သားပါမရောက်တာကြလို့လာလေတာပါအကိုတို့ရောဘေးလေငါတို့ကဒီလက်ပတ်မင်းရွာကပဲထွက်လာတာရွာတဲ့ကိုသွားမလို့ကွာဟာအဖို့ရတာပေါ့ဗျာတူတူသွားကြတာပေါ့ဒိုလူသုံးဦးအနက်တအူးမှာအသက်40ကျော်ရှိပြီးဇနက်ဦးမှာလူငယ်များဖြစ်ကြရီသုံးဦးစလုံးမှာရွာတဲ့ရွာသားလို့ဆိုပေမဲ့မြင်ဘူးတွေ့ဘူးခြင်းမရှိပြီး ကိုမြတဖြည်းဖြည်းဝါရင်ကိုကျော်စွာနဲ့တူစကားတပြောပြောနဲ့လိုက်ပါလာရည်။ညီလေးမင်းကကြောပိုးအိတ်တစ်ဖက်လက်ထဲကဆွဲချင်းတစ်ဖက်နဲ့ဆိုတော့မနိုင်မနှင်းကြီးကွာ။ဆွဲချင်းကို အကိုကူဆွဲပေးမယ်ပေးကွာ။ကျေးဇူးပဲအကိုဆွဲလာတာကြတော့မလေးပေမယ်ညောင်းလာပြီဗျ။ရပါတယ်ကွာတူရဲသားချင်းနေပြီ။ကုညီတက်တဲ့ရွာသားကိုကြည့်ပြီးကိုကျော်စွာကျေးဇူးတင်မိတယ်။မကြမီတောအုပ်လေးတွေကိုဝင်ခေးကြရည်။ ဟူးအယိုးတုံမပဲအမှုရဲ့တရားခံမိတော့မယ်ထင်တယ်။ဟာကွာစစ်နိုင်ဆိုတဲ့ကောင်ကတော့နေထိန်လုပ်ဖို့မကောင်းတော့ဘူး။မင်းဘအယိုးကမတော်မဲမင်းအယိုးတုံအောင်နေမအိတ်ညမအိတ်ကြိုးစားမှအမှုကပေါ်မှာကွာ။ဆရာတာဝန်ယူထားတဲ့အမှုကအယိုးစုပဲတွေ့ရတော့တဲလွန်စားနဲ့ဂွင်းဆက်တရားခံရှာဖို့ကခက်နေတာပေါ့။ခက်တာပဲဗျာ။ဟာရာဇဝတ်ဘေးဆိုတာပြည့်မလို့ပါဘူးကွာ။အဲ့ဒီလိုလေးလာရင်လည်းတစတစနဲ့ ခိုင်လုံတဲ့တက်တေကန်တွေပေါ်လာမှာပဲဒီနေ့ကျွန်တော်တို့အဖွဲ့ရွာတစ်ဘက်ကိုဆင်းရအောင်မလားစကားမူဟုတ်တယ်မင်းရဲ့ဒုတကြက်ရဲမြင့်ရဲ့ဒူရဲအုပ်တင်လိုက်ရဲ့ရွာတင်းနဲ့လက်ပတ်မင်းရွာတဝိုက်ကိုသွားပြီးတော့ထောင်လန်းမှုလုပ်ရမယ် နေထိုင်စစ်နိုင်သူအုပ်စုကအနီးနားကရွာသားများကိုတရားဝင်တရားထွက်သွားလာရင်ထူးခြားဖြစ်စဉ်များဧည့်သည်ဝင်ထွက်သွားလာမှုဇယင်းများကိုလေးလာရင်ဒေသခံများထံမှကူညီမှုကိုတောင်းခံခဲ့ကြရည်ရွာရဲ့အခြေအနေများကိုထောင်လန်းရန်ကြေးရွာလူကြီးများပြည်သူစင်များနဲ့ဆက်သွယ်မှုယူခဲ့ရသည်အဖွဲ့ကောင်းဆောင်သူရဲအုပ်တင်လိုက်ကတာဝန်ခွဲဝေတတ်မှတ်ပြီးရွာသည့်ရွာနဲ့လက်ပံပင်ရွာကြားမှာကင်းမုံဝစ်စီခဲ့သည် ထို့သောကင်းမုံဝိယံနေရာရွေးချယ်နေရင်တောချုံပုတ်ကြီးတစ်ခုအတွင်မှအသားကျနေပြီဖြစ်တဲ့အယိုးစုကြီးကိုမထင်မှတ်ဖဲတွေ့လိုက်ရသည်ထို့ကြောင့်ကြေးရွာလူကြီးများကိုအမြန်ဆုံးဆက်သွယ်ခေါ်ယူပြီးအနီးပတ်ဝန်းကျင်ကြေးရွာများမှာလူပြောက်တိုင်တန်းမှုရှိမရှိစုံစမ်းရသည်လူတတ်မှုလိုလဲတန်တရားရှိတော့စကမ်းမှုကိုဆက်သွယ်တရင်ပို့ရည်မြို့နယ်ရဲတပ်ဖွဲ့မှုနဲ့ရဲစခန်းမှုတို့ကိုယ်တိုင်ရောက်ရှိလာပြီးရဲလုံငန်းများဆောင်ရွက်ခဲ့ကြသည် လူတတ်မှုလိုတန်တရားဖြစ်ခဲ့ကြတယ်။သို့တော်လည်းအဖြေကရှာမတွေ့ဝေဒတ်တ်ဝေးနေတယ်လို့ယူဆခဲ့ကြတယ်။မမေကြီးတမိလေဘာလဲကွယ်ဖေဖေပြန်မရောက်တာကြားပြီနော်။ဟွန်းသုံးလေးလတောင်ရှိနေပြီတမိရဲ့။ဘလောက်နေမယ်ပြောတော့လဲရင်တလာကိုတရင်ပြောတော့တာပဲ။တမိတော့မမေကြီးတို့စီကိုလိုက်ချင်တယ်။အเจ้าဆောင်သိအောင်ပေါ့။အေးလေ ဒီတပတ်အကြောင်းပိတ်ရက်မှာစီစဉ်ရအောင်လို့ခွင့်တင်စရာရှိတာတင်ပြီးပြင်စရာရှိတာပြင်ချဆိုလေဒေါ်မျိုးမျိုးဝင်းကတမီးလေးသူစားနေတူခရီးသွားနေသူလင်းယောက်ျားရဲ့မိဘများထံကိုလိုက်ရန်စီစဉ်ခဲ့ကြရီအစစစီစဉ်ခဲ့ကြပြီးနောက်ရသက်တပတ်အကြာမှာတော့ရေနံเจ้าမှာဗရီကုန်းကိုထွက်ခဲ့ကြရီရောက်ခမရဲ့နေအိမ်ကိုရောက်တဲ့အခါအံအံ့သင့်စရာတွေဖြစ်လာကြရီဟမ်ငါသားကြီးတို့လာတယ်ဟုတ်ရဲ့လား ယောက်မဖြစ်သူရဲ့အာရရွှင်လန်းအော်ပြောတံကိုကြားလိုက်ရတဲ့အိမ်မော်ကိုရောက်တာနဲ့အန်အောစရာကြုံတွေ့နေရတဲ့မျက်နာများမှာအပေါ့ဒေါ်မျိုးမျိုးဝင်းက၎င်းရဲ့ခင်မုန်းကို ရှာမတွေ့ရတော့အန်အောတုံလုံးမိတယ်။အမှုစိတ်ရရှိသူရဲ့အုတ်တင်လိုက်က အချုပ်ခန့်အတွင်မှာတာရင်နဲ့လှဖေတို့ကို ထုတ်ခိုင်းလိုက်တယ်။သားရင်နဲ့လှဖေတို့ရောက်လာတာနဲ့အမှုစေကအချိန်မဆိုင်မဲမိကွန်းထုတ်လိုက်တယ်။ကဲ မင်းတို့ရဲ့ဇေယျကတင်မျိုးဆိုတာတို့ကစုံစမ်းလို့သိထားပြီးပြီအဲ့ဒီတော့အခုသူ့ဘယ်မှာရှိနိုင်မလဲမင်းတို့အမှန်တိုင်းပြောရလိမ့်မယ်ကျွန်တော်တို့မသိပါဘူးဇေယျဟေးမင်းတို့အခုတက်တည်ငင်းကျင်သေးလို့လားဒီမှာတွေ့လားတိတ်ခွေနှစ်ခွေမင်းတို့ရောင်းသွားလို့ဝယ်ထားတဲ့သူကတို့ကိုသတင်းပေးလို့တင်ခဲ့ပြီးပြီနာတင်နဲ့လှဖေတို့ကတအူးမျက်နာတအူးကြည့်ပြီးအံဩကြတဲ့မျက်လုံးများနဲ့ထိတ်လန့်နေကြရင်းမင်းတို့ဝန်ခံရင်တော့ ဥပဒေပေါင်းအတွင်းကလိုအပ်တာကူညီမယ်ကွာအခုသိကျင်တာကမင်းတို့ရဲ့ဆရာပဲအခုသူ့ဘယ်မှာလဲသူပြေးနေတယ်ထင်နေဆရာသူမိမကတော့တာဂေတမှာနေပါတယ်တအူးကတုံဆိုင်မနေပဲရုတ်တရက်ဖွင့်ပြောပြခဲ့တယ်အေးငါညီလေးကမစိုးဘူးပဲကွာအမှန်တရားဘက်ကလိုက်ပြီးတာကျေးဇူးတင်ပါတယ်မင်းတို့လိုငယ်ရဲသူတွေကိုပဲဝိဇ္ဇာတင်မျိုးကတင်းသွင်းခဲ့လို့နောက်ကစားဘက်မှာကျူးလွန်ရင် ရက်စွဲမှုကျူးလွန်ခဲ့ကြတာပဲဆိုတာတို့လည်းသိထားပါတယ်။သူစဉ်စကမ်းမှုရဲအုပ်ကျော်နိုင်ရောက်လာပြီးအမှုစစ်ကို အမှုနဲ့ပတ်သက်ပြီးတိုးတက်မှုအခြေအနေကိုမေးစမ်းခဲ့တယ်။သူမိမနဲ့ကလေးတွေရောသူမိဘတွေရောမင်းစစ်ပြီလား။ဟုတ်ကဲ့စကမ်းမှုဒေါ်မျိုးမျိုးဝင်းဟာသူ့ယောက်ခမတွေအိမ်လာလို့တွေးခွင့်ရခဲ့ပါတယ်။လွန်ခဲ့တဲ့3လကျော်ကမှသူ့ယောက်ျားဟာမိဘတွေစီ အလဲသွားမယ်ဆိုပြီးထွက်သွားတယ်။ အဖေအတွက်တရားတိတ်ခွေသုံးခွေရဲ့အမေအတွက်ဆောင်းတပတ်လေးဝယ်ပေးလိုက်တယ်ဆိုတာပြောပြခဲ့ပါတယ်။ဒေါ်မျိုးမျိုးဝင်းရောက်လာမှ လူပြောက်က ပေါ်လာတယ်။မိဘများဘက်ကလည်းတားရောက်မလာပဲခြုံပုတ်အတွင်မှာအယိုးကြမှာတာမန်တိရတော့တယ်။ဒီအဖေကရင်းနာစရာအလွမ်းဇက်လန်းလေးပဲ။မင်းဆရာဝန်စစ်စစ်ချက်ရောရပြီလား။စစ်စစ်ချက်အရာတော့တေသူဟာအင်ဂျင်နီယာဦးကျော်စွာဖြစ်နိုင်ကြောင်းလုံလောက်နေတယ်ဆရာ။ မိဘတွေရဲ့ပြောပြချက်ကသူသားကျော်စွာဟာခေါင်းသေးတယ်အရက်ပူတယ်ညာခြေတစ်ဖက်ကနေနေတယ်ပိုတိုတဲ့အနေထားပေါ့ဥကောင်းကတာမန်ထက်ငယ်နေတဲ့အနေထားတွေကအယိုးစုပေါ်မှာအလုံးအပြေထွက်နေတယ်ဒါကြောင့်လွန်ခဲ့တဲ့3လကျော်မိဘတွေစီလာရင်းနဲ့ပျောက်ဆုံးသွားတဲ့အင်ဂျင်နီယာဖြစ်ရမယ်လို့အပြေထွက်နေပါတယ်စကမ်းမူကဲငါလည်းညာကမှတင်တန်းကပြန်ရောက်လာတာဆိုတော့ဒီအမှုကိုငါပဲလွှဲပြောင်းလက်ခံစစ်ဆေးမယ် နေထိန်အလုံးစကမ်းမှာစုလိုက်ကွာထိုစဉ်ဒူရဲအုပ်တင်လိုက်နဲ့နေထိန်စစ်နိုင်တို့နှစ်ဦးအခန်းထဲကိုမောကြီးပန်းကြီးနဲ့ဝင်လာကြရီဟူးမောလိုက်တာဗျာကားကလည်းကြက်ခဲနေတာပဲမောကြီးပန်းကြီးဝင်လာသူနှစ်ဦးကိုစကမ်းမှုရဲအုပ်ကြောင်နိုင်ကလှမ်းမိလိုက်တယ်မင်းတို့ပေါင်းတယ်ကပြန်လာတာမဟုတ်လားဟုတ်ပါတယ်စကမ်းမှု တင်မျိုးရဲ့တရင်ကြလို့လိုက်သွားကြတာပါကဲစူဇန်းမောင်ကွာ ဘာများထူးလဲဖဲဝိဇာတင်မျိုးနေတဲ့နေရာကိုသိရပါ යි စကမ်းမူဟေးကောင်းနေကွာကဲခရီးထွားဖို့စီစဉ်ကြရအောင်တရခန်ကမြောက်ဘက်ကိုပြပြီးတောင်ဘက်ကိုပြေးပါရီတောင်ဝင်ကျေတဲ့ရဲများကဇွဲမလျှော့ပဲခြေရခံပြီးအပင်ပန်းခံခဲ့ကြရီဝိဇာတင်မျိုးကအချိန်နဲ့အမျှနေရာရွှေပြောင်းပြီးပုန်းခိုနေခဲ့တယ် သို့တော်လည်းဒူးစိုင်းမှုကိုယုံမုံနဲ့ပြည်သူလူထုရဲ့ကူညီမှုကြောင့်ရဲတပ်ဖွဲ့ဝင်များကတင်မျိုးကို အလွယ်တကူပဲဖမ်းဆီးနိုင်ခဲ့ကြရဲ။ကဲတင်မျိုးမင်းဝန်ခံတော့မယ်ပေါ့နော်။ဟုတ်ဟုတ်ကဲ့ပါဆရာ။မင်းကဖဲဝိဆာဆိုကွ။ဖဲရှုံးလို့ကြံမိကြံရလုံးလိုက်မိတာပါစကမ်းမှု။စကမ်းမှုကရှေရှေဝေးဝေးမစင်လိုက်ရပြီ။ တပည့်ဖြစ်သူတာတင်နဲ့လှဖီတို့ကဂျိုတင်ဖြောက်ချက်ပေးထားပြီးဖြစ်တော့ဖဲဝိဇာတင်မျိုးမှာငင်းခွေရံမတက်တာတော့အခင်ဖြစ်လူသက်မှုနဲ့ပတ်သက်ပြီးဖဲဝိဇာတင်မျိုးကဇကြောင်းလှန်ပြီးရှင်းပြခဲ့တယ်။အခင်ဖြစ်နေဖြစ်တဲ့မနက်အာယုံချင်းသောမိုးမလင်းတလင်းအချိန်မှာလူသားလေးဦးမှာလေခွဲတစ်ခုကိုဖျက်ကျော်ခဲ့ကြရတယ်။ ထိုအချင်းကလူကြီးတအူးကဆွဲချင်းတစ်ခုကိုဆွဲပြီးသာသာနာနာလူငယ်တအူးကကျောဖို့အိတ်ကိုလွဲကရှေဆုံးကသွားနေကြရီနောက်ကလည်းလူငယ်နှစ်ဦးမှရှေ့ဆင့်နောက်ဆင့်လိုက်ပါနေကြရီမကြမီရွာတရွာအနီးဂျုံပုတ်ကြီးတခုနာကိုအရောက်မှဆွဲချင်းဆွဲထားတဲ့လူကြီးကနောက်မှလူငယ်နှစ်ဦးပန်လှဲ့ပြီးခြေဟန်လက်ဟန်နဲ့အချက်ပြလိုက်သည် လူငယ်နှစ်ဦးမှရှေ့ရှိသာသာနာနာဝေစားပြီးကြောပိုးအိတ်လွှဲထားတဲ့လူငယ်ရဲ့အနီကိုပြေးတန်လိုက်ကြရတယ်။အဲ့ဒီနောက်ဧည့်သည်လူငယ်ရဲ့လက်နှစ်ဖက်ကိုတက်ဦးစီချုပ်ကင်ချိန်မှာဆွဲချင်းကင်ထားသူလူကြီးကပြေးလာပြီးဧည့်သည်လူငယ်ရဲ့ရင်ဝါကိုကျောင်းနဲ့ဆောင်းကန်လိုက်တယ်။လူငယ်မှလျှက်တစ်ပြက်ခံလိုက်ရတော့ခိတတွေ့ဝေးသွားတယ်။မူမူမိုက်မိုက်ဖြစ်သွားတဲ့အချိန်မှာနောက်စီကိုခွက်ခနဲ့ရိုက်လိုက်ခြင်းကိုတတ်မှန်ခံလိုက်ရတယ်။ ထို့သောအယိုက်ခံရမှုကြောင့်လောကကြီးနှင့်အဆက်အသွယ်ပြတ်သွားရည်လူသုံးဦးကဧည့်သည်လူငယ်ရဲ့ခေါင်းကိုအချက်ပေါင်းများစွာရိုက်ခြင်းရင်ဝကိုလက်သေးနဲ့ဝိုင်းထိုးနေမှုဆက်လက်ခံနေရပြန်နေဒါကြောင့်ဧည့်သည်လူငယ်မှာခဏအကြာမှငြိမ်ကြသွားရာကအသက်နဲ့ဝိညာဉ်ကွဲကွာခဲ့ရသည်တည်ဆောက်သွားပြီဖြစ်တဲ့လူငယ်ရဲ့ခန္ဓာကိုယ်ကိုဂျုံပုတ်အတွင်ကိုဆွဲသွင်းလိုက်ကြသည် စီးကြနေတဲ့သွေးများကိုဖုံမုံများနဲ့ရက်ပြီးဖုံးခဲ့ကြရတယ်။မြေကြီးတဲကနှုတ်ယူကရိုက်လိုက်တဲ့ဝက်ဆေးချောင်းတစ်ချောင်းကိုကြုံပုတ်ထဲကိုထိုးသွင်းလိုက်တယ်။အိမ်နဲ့ချင်းကိုယူပြီးထိုးသူသုံးဦးမှအိမ်ထိမပြတ်ထွက်ခဲ့ကြရတယ်။သို့တော်လည်းရှေ့ကိုမဟုတ်ပါနောက်ကိုပြန်လှည့်ခဲ့ကြခြင်းဖြစ်ပါရယ်။၎င်းနောက်မူလဖဲရှုံးရာကိုတကြော့ပြန်ပြီးဖဲဝိုင်းမှအချင်းဖြုံးခဲ့ကြရတယ်။ ဒုညကဖဲဝိဇာတင်မျိုးဥဆောင်တဲ့လူသုံးဦးအဖွဲ့ကလူသက်မှုကိုကျူးလွန်ခဲ့တော်လေခံစားမှုမဲ့အနေဓာနဲ့အရက်နဲ့မိတ်ဖွဲ့နေကြရီ။음မကောင်းမှုဆိုတာစိတ်ခွေရာမရှိဘူးပေါ့ကွာ။မင်းတို့ပြစ်ထားတဲ့အလောင်းဟာရွာနဲ့ဝေးသေးတာရဲ့လူတွေမတော်တဲ့ဖြက်လန်းဖြစ်တာရဲ့ဂျုံဘုတ်ကထူထဲလွန်းနေတာရဲ့နွေရသည်လဲပြီးချိန်ဖြစ်တော့လူအသွားလာမရှိတာရဲ့ကမင်းတို့ထွက်ပြေးဖို့အချိန်ရခဲ့တာပေါ့ကွာ။ မှန်ပါရဲ့ဆရာ လူသက်ပြီးစိတ်မလုံလို့အဲ့ဒီရွာရဲ့ပဝင်းကျင်ကိုလေးလာဖို့ရောက်ခဲ့ပါသေးတယ်ဘာမှမထူးခြားတာနဲ့ကျွန်တော်တို့သုံးဦးလူခွဲပြီးအခြေအနေမပြတ်ပဲဟန်ဆောင်နေထိုင်ခဲ့ကြပါတယ်အေးမင်းတို့ဒုတိယတစ်ခေါက်ပြန်လာတာကမင်းတို့ကိုအမှန်တရားကတွန်းပို့လိုက်တဲ့လက်ပြမလုံမှုပဲလူဖြေရလိမ့်မယ်တရားခန်းတွေဟာပြစ်မှုကျူးလွန်တဲ့နေရာကို ပြန်လဲရောက်လာတတ်တာဟာဓမ္မရာလူပဲကွာ အဲ့ဒီအချိန်အယိုးတုံစာပြုတ်နေပြီပေါ့ကွာမင်းတို့ယူသွားတဲ့ကက်ဆက်ခွေ၃ခုကို ပေါင်းတယ်က လူတက်ဦးစီမှာရောင်းခဲ့တယ်ဆိုတာလူငယ်တစုကတီးခဲ့တယ်အဲ့ဒီလူတွေဆိုတာကမင်းတို့ရဲ့အကျင့်စာရိတာကိုကြည့်မရလို့စောင့်ကြည့်နေတဲ့ဒူးဆိုင်မှုကိုယုံမုန်းတဲ့လူတွေပဲလေကျွန်တော်တို့ဟာလောင်ကစားမမောတဲ့စိတ်ကြောင့်အမကြီးမှားခဲ့ပါတယ်စကမ်းမှုရေမှားလို့ခွင်းလွတ်ပါလို့ဥပဒေကိုပြောလို့မရတယ်လို့ ခြေပရင်လေဥပဒေကခွဲလို့မှမဟုတ်ဘူးမိမိကိုယ်တိုင်ကျူးလွန်ပြုလုပ်မိတဲ့အတိုင်းအတာအရာအရေးယူအပြစ်ပေးခြင်းခံရမှာပဲဆရာကြီးအယိုးကတကယ်တွန်တာပေါ့နော်အေးပေါ့ကွာမတွန်တဲ့အယိုးကိုတွန်အောင်ကြိုးစားတော့အယိုးကြီးကထတော်တာပေါ့ကွာစကမ်းမှုရဲ့ရုံကန်အပြင်ဘက်မှာအပြန်အလှန်ပြောဆိုသံများကိုစကမ်းမှုရဲ့ဥကြောင်းနိုင်က အတိုင်းသာကြားလိုက်ရတော့လူသက်တည်းအခန်းတင်မျိုးထံကိုလှမ်းကြည့်လိုက်တဲ့ တင်မျိုးကလည်းကြားလိုက်ရဟန်ရှိတယ်။နောင်တတရားကိုမျက်လွှာကြရင်ခေါင်းငုံအရှုံးပေးလိုက်ပြီးဆိုတဲ့တင်ဂေတကိုထုတ်ပြခဲ့သည်။နေကမိဘများထံပြန်ရင် အသက်ခံလိုက်ကြတဲ့အယိုးစုသားတွေ့ရတဲ့တကယ်ဖြစ်ရလူသက်မှုကို ခံစားရေးဖွဲ့ပါရီ။စာရေးသူဆရာမကိုလည်းကျေးဇူးတင်ပါရီ။ဟုတ်ကဲ့ဇလန်လေးကတော့ ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားစင်အားပေးကြတဲ့တဲဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရရှင်။ကျမကတော့တင်ဆက်သူမဆန္နာပဲဖြစ်ပါရရှင်။